ခုနောက်ပိုင်းသိရမလားဟိုလိုပေါ့မင်းသမီးတွေပြောလိုက်မင်းသားတွေပြောလိုက်အာထမင်းမစားဘူးထမင်းရှောင်တယ်ထမင်းဖြတ်တယ်အဲကောက်မှကျွန်တော်ထမင်းမစားတဲ့သူတွေ10နှစ်လောက်ကျွန်တော်မထမင်းမစားတဲ့သူတွေတွေ့ဦးတယ်ပေါ့နော်အဲ့တော့ဒီလိုပဲပြောရရင်လည်းဟိုပေါ့ကျွန်တော်အခုဈေးပွဲတွေသွားတယ်ပေါ့နော်ရှောင်ဝင်ကြီးတွေရှိတယ်ချိုးရှောင်ကြီးထမင်းမစားဘူးအဲ့တော့ပေါ့မနေ့ပိုင်းတော့စားတယ်ပေါ့နော်ဒါခီးသွားတယ်ဆိုတာလူအကြောင်းကောင်းကောင်းသိတယ်အဲ့တော့သူတို့နဲ့ညနေပိုင်းရင်ကြည့်လိုက်တဲ့ခါမှာထမင်းကနည်းနည်းပဲထည့်ကြတယ်ညနေဆိုချိုးဆိုင်ထမင်းမထည့်ဘူးဥမာကျွန်တော်တို့ဆို၈00ဝိုင်းပေါ့ဥမာ ိုတရုတ်စကားစားဝိုင်းဆိုရင်ရှစ်ယောက်ဝိုင်းစီးဖူးတွေကျွဲဆိုတမင်းကိုမထဲကြဘူးတမင်းမစားကြဘူးဟိုချုပ်ဆရာကြီးပေါ့နော်သူတို့လည်းသိပါတယ်ကျမ်းမာရေးအတွက်ကတော့ဘာပဲတမင်းရှော့ကြတယ်ပေါ့နော်ဒါပဲပြောကယ်လိုရီကိုကာဘွန်တွေကိုရှော့တာဒါပေမဲ့ကျွန်တော်တို့ပမာလူမျိုးကတမင်းရှော့ခိုင်းတဲ့ရွေးချက်နောက်ွယ်မှာကြီးကြီးမားမားတွေကဘာတွေရှိတာလဲဆိုတော့စာဟင်းချက်တဲ့စီကွာတဲ့လားစီများတာပြတ်တယ်လားခုကဘာပြောလဲဆိုတော့ပဲစီနေနေရှားစီနေနေဘာစီနေနေစီရရှော့ရမှာ ျွန်တော်ကစီပြန်ပမာဟင်းရဲ့သဘောကစီပြန်ချက်တာအဲ့တော့ခတ်တာကအဲ့ဟင်းနေချက်ရင်ကျွန်တော်လည်းအဲ့လိုပဲအိမ်ကအရန်ပြောရတယ်ဟာမင်းလည်းဟင်းထမင်းမချက်ရင် तू မချက်တာမချက်ရင်မဆိုင်လည်းမချက်ဘူးလေတော့ကျွန်တော်ဝါရတဲ့ချောင်းကြီးကပမာစီပြန်နေပါလို့ကွာတော့ဘာလို့ဆိုတော့တော့အဲ့ဒါထမင်းနဲ့စားရမှာအဲ့ကျွန်တော်ကသဘောပေါက်လားမသိနော်ထမင်းကအများကြီးပြဿနာရှိတယ်ထမင်းကတော့အများကြီးပြဿနာရှိတယ်ဒါပေမဲ့ထမင်းတခုတည်းမဟုတ်ဘူးကွာကျွန်တော်တို့ပြဿနာတက်နေတာစီပါတယ်အဲ့တော့ကျွန်တော်အများနဲ့၃ချက်ပြောပြတယ် ငံမစားပါနဲ့ CO တက်နေတာလောက်မစားပါနဲ့ရှောင်းပါဘာစင်းနေရတယ်ကျွန်တော်ပြောချင်တာကွာခါလေးကျတော့တွက်ကြည့်တဲ့ခါကျတော့ဟိုစိတ်ပညာဆိုတာအများနဲ့ပြောင်းလဲနေတာပေါ့နော်ကျွန်တော်မြဲပြောပါပြောပါတယ်ထိုင်းနေမဲ့ပါဘရောမှမှန်ရဲ့မှန်တယ်ဆိုတာမရှိဒါပေမဲ့မဖြစ်မနေမှန်နေတာ ਈ တော့ရှိတယ်ပေါ့နော်အဲ့တော့အဓိကကာဗွန်ရိုက်တွေကတော့ရှော့ရမှာသမီးကလုံးဝမစားဆိုင်ရှော့စားတာကိုကောင်းနေတယ် တော့မဆိုင်လဲ energy ရောက်မလို့လေเนาะဒါကတော့လူငယ်တွေကပြဿနာမရှိဘူးကျွန်တော်တို့လူကြီးတွေတိတ်လှုပ်လှုပ်ရှားမလုပ်ဘူးဆိုရင်တော့လေအားကစားလုပ်နေပြဿနာမရှိဘူးအားကစားလုပ်ရင်ပြန်မှန်းနေပေါ့เนาะကျွန်တော်ကြောင့်အားကစားမလုပ်နိုင်ဘူးခီးရယ်ပဲသွားတယ်စေကန်းထိုင်တယ်လှုပ်ရှားမှုလည်းမရှိနိုင်ဘူးပြန်ညနေဆိုရင်စေကန်းပြန်နေကလေးကြိုးရတာနဲ့ဟိုတောင်ဝင်တစ်ဖက်နဲ့ဆိုတော့အဲ့ gym ကိုမလဲနိုင်ဘူးဖြစ်နေ gym ဆိုရမှလည်းတိတယ်အားကစားလုပ်မှလည်းတိတယ်နောက်ဆုံးတော့ကိုယ့်ကိုအကျိုးတော့ရှော့ဖြစ်တယ်ပေါ့เนาะအဲ့လောက်ပဲလှုပ်ဖြစ်နေတာဆိုတော့ ပွင့်နေပြောကျမ်းမာရေးအတွက်နည်းနည်းလိုသေးတယ်အဲ့တော့ကိုကကယ်လိုရီကို deficit လုပ်လိုက်တာကယ်လိုရီ short စားတာပဲရှိတယ်။ထမင်းကိုကျွန်တော်တို့ကဘလို့စားမလဲဆိုတာတွဲစားတဲ့အစားအစာနဲ့ပဲစိုင်းတာပြောချင်တာ sushi စားတာနဲ့ဗမာထမင်းစီပြန်စားတယ်မတူဘူးထမင်းပမာဏချင်းတူပေမဲ့ကယ်လိုရီတက်သွားတဲ့ပမာဏမတူဘူးဟိုကောင်ကစီပြန်ဆိုတော့စီဆန်းစားသလိုဖြစ်သွားတယ် sushi ကြတော့စီမပါဘူးလေအဲ့ကြောင့်မို့ကျွန်တော်ကိုအဲ့တော့အမေရိကန်မှာ sushi လိမ့်ငယ်ဗမာတွေကြည့်မယ်ဘာလို့ဆိုတော့အမေရိကန်ကောင်တွေသိတယ်လေဒီကောင်တွေက သူတို့နိုင်ငံနောက်တိုင်းဆဆာမကြမ်းမအောင်ဆက်တည်တယ်မီဒယ်အီးကကောင်းတယ်မီဒယ်ပင်နယ်ဒေသဆဆာကောင်းတယ်အေးဝက်စတန်ကမကောင်းဘူးယူရိုဟိုမကောင်းတဲ့ကောင်းတဲ့ဆူရှီကိုအဓိကစားတာအဓိကစီပဲကွာတင်လား၃မိနစ်နဲ့ဆိုတော့ပြောရတာမပြီးဘူးအဲ့တော့ CEO နဲ့